မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ25ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းမြောက်ကနောင်ချုံမြို့နယ်မှာတောင်းတက်မရော TNL ဥဆောင်တဲ့တပ်တွေကစစ်ကောင်းစီအုပ်စုအပေါ်တံပြန်ထိုးစစ်ကိုဇွန်လ24ရက်နေ့မနက်ပိုင်းကစတင်ကဆင်နွှဲနေပြီးတော့တိုက်ပွဲတွေပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နောင်ချုံမြို့နယ်မှာပြီးခဲ့တဲ့တနှစ်ပတ်လုံးတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်ဇွန်လ24ရက်နေ့မှာတံပြန်ထိုးစစ်ဆင်လာခဲ့တယ်လို့သိရပါဗါး။နောင်ချုံမြို့အနီးကကံကြီးကျေးရွာနဲ့အနီးပတ်ဝန်းကျင်ကရွာတွေမှာတိုက်ပွဲတွေပြင်းထန်နေတာလို့ရဲဘော်တွေကပြောပါဗါး။ လုံဝဲလုံဆန်းနဲ့ညံတော်ကြီးရွာတွေနားမှာဇွန်လ24ရက်နေ့မနက်ကတိုက်ပွဲတွေကြမ်းနေတယ် ထိုးစစ်စတာကိုသူတို့ကလည်းသိတော့လေချောင်းကနေပြီးတော့တိုက်ခိုက်နေတယ်လို့ရဲဘော်တအုပ်ကပြောပြထားပါဗါ1027စစ်စင်ရေးဒုတိယပိုင်းစတင်ခဲ့တဲ့နှစ်ပတ်လည်နေ့မတိုင်မီ PNL ဥဆောင်တဲ့တော်လိုင်းတက်တွေကတံပြန်ထိုးစစ်စတင်ခဲ့တာဖြစ်တယ်လို့သိရပါဗါ1027စစ်စင်ရေးဒုတိယပိုင်းကို2024ခုနှစ်ဇွန်လ25ရက်နေ့မှာစတင်ခဲ့တာဖြစ်တယ်လို့သိရပါဗါ။နောင်ချိုမြို့နယ်ကြေးရွာ9ရွာမှာတိုက်ပွဲတွေဖြစ်နေတယ်လို့ PNL ကဇွန်လ21ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။လက်ပံကုန်၊တရက်ကုန်၊လုံဝဲ၊ညံတော ်ရွှေသွုံအုံမသိစမ်းဆဲရွာတွေမှာတိုက်ပွဲတွေဖြစ်နေတယ်လို့ထုတ်ပြန်ထားပါဗျ။လေကျောင်းကနေတိုင်းလိုလိုလာပြီးတော့ဘုံကျဲနေတာမနေ့ကလည်းလာတိုက်တယ်။ကံကြီးဘက်ကိုပို့ပြီးတော့တိုက်နေတာလေရင်တန်တွေကတော့ဘယ်တော့မှမပြတ်ဘူးလို့နောင်ချုံမြို့နယ်ကဒေသခံတို့ကပြောပြထားပါဗျ။လေရင်တန်တွေကတော့လုံးဝကိုမပြတ်ဘူးလို့နောင်ချုံမြို့ကတူကပြောပြထားပါဗျ။စစ်ကောင်စီအုပ်စုဟာနောင်ချုံမြို့ကိုအင်အားထောင်နဲ့ချီတုံးပြီးတော့စစ်ကြောင်း၃ကြောင်းနဲ့ထိုးနေတာလို့ နောင်ချိုမြို့ဒေသခံတွေကပြောပါတယ်နောင်ချိုမြို့ထဲမှာအခုဇွန်လကစပြီးတော့တိုက်ပွဲတွေနေတိုင်းပြင်းထန်နေတယ်လို့မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ရဲဘော်ကပြောပြထားပါတယ်ပြီးခဲ့တဲ့2024ခုနှစ်နှစ်လယ်ပိုင်း1027ဆက်စင်ရေးဒုတိယလှိုင်းအတွဲမှာနောင်ချိုမြို့နယ်ရှမ်းတောင် ရှမ်းမြောက်ဆက်ကတောင်းခမ်းရွာစစ်စခန်းတချို့အပါအဝင် နောင်ချိုနယ်ကစစ်ကောင်စီအုပ်စုရဲ့စခန်းတွေကို TNL ဥဆောင်တဲ့တော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့်တရုတ်ကဂျောင်းဝင်ဖိအားပေးနေလို့ ထိုးစစ်တွေရပ်တန့်ထားတဲ့အချိန်မှာစစ်ကောင်စီအုပ်စုကတောင်းခိုင်းမှာရှိတဲ့လက်ကျန်စစ်စခန်းတွေကိုအခြေပြုက နောင်ချိုနယ်တဲ့တံပြန်ထိုးစစ်ဆင်ပြီးတော့စစ်စခန်းတချို့ကိုပြန်လည်သိမ်းယူသွားခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းလောင်းလုံးမြို့ပေါ်မှာဇွန်လ24ရက်နေ့မနက်ပိုင်းကစပြီးတော့စစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေကြားမှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ောင်းလုံးမျိုးပေါ်ကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနယုံအကောက်ခွန်ယုံနဲ့စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ယုံတွေမှာတပ်ဆွဲထားတယ်စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ရကနေနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲဟာမောလွဲ၃နိုင်အထိနှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးလက်နက်ကြီးလက်နက်ငယ်ပြစ်ခတ်တမ်းတွေအဆက်မပြတ်ကြားနေရတယ်လို့မြို့ကန်တွေကပြောပါတယ် နှစ်ဖက်တိုက်ပွဲကြောင်းမြို့ကန်ပြည်သူအများစုဟာမြို့ရင်းမှာပြိမိနေပြီးတော့မြို့ကန်ပြည်သူတချို့ကတော့ဘေးလုံရနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။လောင်းလုံးမြို့ပေါ်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီတပ်အပြင်တော်လိုင်းအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်းလက်ရှိအချိန်ထိဒဇုံတရားသတင်းထုတ်ပြန်တာကိုမတွေ့ရသေးပါဘူး။အာနာသိန်းကာလအတွင်းမှာတော်လိုင်းတပ်ဖွဲ့တွေဟာလောင်းလုံးမြို့ပေါ်မှာ၅ချိန်ထက်မနည်းတိုက်ပွဲပေါ်ဆောင်ထားတာဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘယ်လာရုစ်နဲ့ရုရှားနိုင်ငံကိုဒီကနေ့မှာတွားရောက်မယ် အကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအွန်လိုင်းရဲ့မိသားစုနဲ့အတူခရိုနီစီးပွားရေးသမားကြီးများလည်းလိုက်ပါကြမှာဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအွန်လိုင်းကဇွန်လ26ရက်နေ့ကနေ28ရက်နေ့အထိဘယ်လာရုစ်နိုင်ငံမင်းစ်မြို့မှာပြုလုပ်မယ်သရုတ်ဒအခြေမြောင်ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025ကိုတက်ရောက်မှာဖြစ်ပြီးတော့ EA EU ရဲ့အလဲအကျဥက္ကဋ္ဌဖြစ်တဲ့ဘယ်လာရုစ်နိုင်ငံသမ္မတနဲ့တီးခြားတွေ့ဆုံခြင်း ဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနဲ့တွဲဆောင်ဆွေးနွေးခြင်းစက်ရုံအလုပ်ရုံများကိုတွားရောက်လေ့လာခြင်းများကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ခီးစဉ်အတွဲမှာနိုင်ငံအစိုးရနဲ့ပြည်သူများကြားမှာချစ်ကြည်ရေးစီးပွားရေးလုံခြုံရေးဆိုင်ရာများနဲ့ကန္တာဘောင်းဆောင်မှာမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနဲ့ Eurasian Economic Union EAEU အဖွဲ့ဝင်နိုင်ငံများနဲ့စီးပွားရေးဆိုင်ရာဆွေးနွေးသွားမှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီခရီးစဉ်မှာစစ်ကောင်းဆောင်မင်းအွန်လိုင်းက တိုက်ရိုက်ရွေးချယ်ထားတဲ့စီဝါရီသမားခရိုနီတချို့လည်းလိုက်ပါခွင့်ရရှိမှာဖြစ်တယ်လို့သိရပါဗျ။လိုက်ပါခွင့်ရရှိတဲ့ဒူတွေထဲမှာပြည်ထောင်စုမြန်မာနိုင်ငံစက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ကစီဝါရီသမားများလည်းပါဝင်တယ်လို့သိရပါဗျ။ UMFCCI ကစီဝါရီလုပ်ငန်းရှင်တွေနဲ့စက်မှုလက်မှုလုပ်ငန်းရှင်တချို့လိုက်ပါပါမယ်။ ်ခရီးစဉ်မှာလိုက်ပါဖို့အတွက်စရင်နဲ့ခေါ်တာပါ UMFCCI ကစီးပွားရေးကိုယ်စားလှယ်အဖွဲ့တော်ပါပါတယ်လို့ UMFCCI တရင်ရေးမိကပြောပြထားပါဗျ။ဒါအပြင်အကြံဖတ်စစ်ခွေးမင်းအောင်လိုင်ကရုရှားနိုင်ငံဘူရာတီရာပြည်နယ်ကိုတွားရောက်มาဖြစ်ပြီးတော့အဲ့ဒီပြည်နယ်မှာရှိတဲ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနဲ့စက်ရုံအလုပ်ရုံများကိုတွားရောက်လေ့လာมาဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်မကွေးနယ်သခိုင်းရှိတန်းစစ်မြေပြင်များကိုစေလွတ်ခံရတဲ့စစ်မှုထမ်းတပ်သားတွေများဟာအဆက်အသွယ်မရတော့ဘဲနဲ့ပျောက်ဆုံးနေကတေလားရှင်လားတောင်မသိရတော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဒလမြို့နယ်ကအသက်20အရွယ်မောင်ကျော်မြင့်ဟာ2024ခုနှစ်အောက်တိုဘာလ12ရက်နေ့ည9:00နာရီအချိန်မှာပျံလုပြီးတော့ပြန်လာတဲ့အချိန်ရန်ကုန်ဒလကံကူ ဇက်ရည်ရင်စီနေရင်နဲ့ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ။ဖမ်းဆီးခံရတဲ့အချိန်ကကပိုက်နိုင်အဖြစ်နဲ့မတင်ပါဘူးဆိုပြီးတော့အမျိုးသား၃ဦးကဝိုင်းဝန်းဖမ်းဆီးချုပ်နှောင်ခေါ်ဆောင်ခြင်းခံလိုက်ရတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ရန်ကုန်တိုက်ကြီးဂျိုးပြူအမှတ်၁ စစ်တန်တန်းလေ့ကျင့်ရေးအကြောင်းကိုပို့ဆောင်ခဲ့ရပြီးတော့စစ်မှုထမ်းတင်တဲ့အပတ်စဉ်ကိုကိုတက်ရောက်ခဲ့ရတယ်လို့သိရပါတယ်စစ်မှုထမ်းတင်တန်းဆင်းပြီးတဲ့နောက်မှာ2025ခုနှစ်ဧပြီလအတွင်းမှာရခိုင်ကိုလေရင်နဲ့ပို့ဆောင်ခံခဲ့ရကစစ်တွေမြို့နယ်ကိုရောက်ရှိသွားတယ်လို့သိရပါတယ်2025ခုနှစ်မေလ12ရက်နေ့ကစတင်ပြီးတော့မိသားစုနဲ့လုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ပြောပါတယ်ယခုခါမှာတေလားရှင်လားတော့မသိရဘူးလို့မိခင်ဖြစ်သူကသတင်းပေးဖို့တိုင်ကြားထားပါတယ်ရခိုင်ကိုပို့မှလည်းကြုံမသိခဲ့ရဘူး လေရင်ပေါ်တက်ခါနေကြမှာအမေသားတို့လေရင်စီးရတော့မယ်ဆိုပြီးတော့ဖုန်းလေးမိနစ်ပိုင်းလေးဆက်ပြီးတော့လှမ်းပြောပါတယ်လေရင်ပေါ်မတက်ခင်နောက်ဆုံးအဆက်အသွယ်ရလိုက်တာကတော့အဲ့ဒါနောက်ဆုံးပါပဲအဲ့ဒီအချိန်ကလေးကအဆက်အသွယ်ပြတ်သွားတာအခုထိပဲတိုက်ကြီးတင်တန်းချောင်းကိုသွားမိတော့သူတို့ကလည်းမသိဘူးပဲပြောတယ်အခုအဆက်အသွယ်မရတာ၃လနီးပါးရှိနေပါပြီလို့မောင်ကျော်မြင့်ရဲ့မိခင်ဖြစ်သူကရှင်းပြထားပါတယ်အလားတူပဲအေယော်ဒီတိုင်း ညောင်တုံးမြို့နယ်ကအသက်30ကိုနိုင်ဝင်းမောင်ဟာဇနီးနဲ့အသက်9နှစ်အရွယ်တမင်းငယ်တအူးကြံခဲ့ပြီးတော့မဲနိုင်စစ်မှုထမ်းစစ်ခေါ်ခံရတဲ့အတွက်ရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်မြို့အခြေဆိုင်အမှတ်3တန်းမြင့်လေ့ကျင့်ရေးကြောင့်ကျိုင်းတောင်မှာစစ်မှုထမ်းအပတ်စဉ်၈ကိုပို့ဆောင်ခြင်းခံလိုက်ရတယ်လို့သိရပါဗျ။သင်တန်းစစ်မိတဲ့နောက်မခွေတိုင်းပခုတ်ကူမြို့နယ်ခလိုက်ရ1 9တက်ကိုပို့ဆောင်ခံရပြီးတဲ့နောက်အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ပြောပါတယ်လက်ရှိအချိန်ထိသေလားရှင်လားတောင်မသိရပဲအဆက်အသွယ်ပြတ်တောက်နေတယ်လို့ပြောဆိုထားပါတယ်ဒါအပြင် ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ကအသက်29နှစ်အရွယ်လူပြိုကိုညင်ညီဦးဟာမင်္ဂလာတုံမြို့နယ်အောင်မင်္ဂလာအဝေးပြေးဝင်းမှာကြာပန်းဈေးရောက်တဲ့အလုပ်ကိုလုပ်ကင်ခဲ့ရာကနေပေါ်တာဆွဲဖမ်းဆီးခံရခြင်းဖြစ်ပြီးတော့ဂျိုးပြူအမတ်တဲ့စစ်တင်တဲ့လေ့ကျင့်ရေးအကြောင်းကိုပို့ဆောင်ခံလိုက်ရပြီးစစ်မှုထမ်းတင်တဲ့အပတ်စဉ်၃ကိုတက်ရောက်ခဲ့ရကမုံရွာမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုစစ်တင်တဲ့ပြီးတဲ့နောက်ပို့ဆောင်ခံလိုက်ရတယ်လို့သိရပါဗါး2024ခုနှစ်အော်တိုဘာလကနေမိသားစုတွေနဲ့အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး ရှစ်လနီးပါဆက်သွဲလို့မရတော့ဘူးလို့သိရပါဗျ။အလားတူပဲရန်ကုန်တိုင်းသင်္ကန်းကျောမြို့နယ်၊ဒဂုံမြို့တဲတောင်ပိုင်းလှိုင်းသာယာမန္တလေးတိုင်းညောင်ဦးမြို့နယ်၊အေရဝတီတိုင်းရေကြီးမြို့နယ်နဲ့ ုံပြော်မြို့နယ်တို့ကစစ်မှုထမ်းတပ်သားတဲ့များရဲ့မိဘဆွေမျိုးများကလည်းတရင်ဌာနများကိုဆက်သွယ်ပြီးတော့၎င်းတို့ရဲ့တူသားများစစ်ထဲကိုပို့ဆောင်ခံရပြီးတဲ့နောက်အဆက်အသွယ်မရတော့ဘဲနဲ့ပျောက်ဆုံးနေကြောင်းသတင်းပေးပို့ထားကစစ်မှုထမ်းတပ်သားတဲ့များအဖြစ်ကနေအလင်းဝင်သူများနဲ့တေဆုံးသူများရဲ့ဓာတ်ပုံတွေရှိပါကလည်းအကြောင်းကြားပေးကြရန်အကူအညီတောင်းခံလာတယ်လို့သိရပါဗျ။အခုလိုမျိုးပျောက်ဆုံးနေတဲ့သူတွေနဲ့ပတ်သက်ပြီးတော့တပ်ဆိုင်ရာတင်နန်းကြောင်းများနဲ့တရင်တပ်ဖွဲ့များကိုမိသားစုများကဆက်သွယ်မေးမြန်းတော့လေ ။တစုံတရာအကြောင်းပြန်ခြင်းမရှိပဲဘာမှမသိဘူးလို့ပြန်ပြောလိုက်တယ်လို့မိသားစုဝင်များကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်ခွတ်မကြီးရွာကိုစစ်တပ်ကဒီကနေ့မနက်ပိုင်းမှာမိတင်ရှို့နေပြန်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇွန်လ25ရက်နေ့မနက်9:20မိနစ်အချိန်မှာမင်းလာမြို့နယ်ခွတ်မကြီးရွာအုပ်စုခွတ်မကြီးရွာကိုစစ်တပ်ကမိတင်ရှို့နေတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကြောင်းထိုးကမိတင်ရှို့နေခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်တာမရှိပါဘူး။ခွတ်မရွာကိုစစ်သားတွေကအခုပဲမိတင်ရှို့နေတာမိကိုလုံးနေမြင်နေရပါတယ်။ ညကလေးကရွာကလူတွေလဲရှောင်ကြတိန်းကြနဲ့ရွာထဲမှာအသက်ကြီးတဲ့သူတွေပဲကြံတော့တယ်လို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါဗါးမနေ့ကဇွန်လ24ရက်နေ့ညပိုင်းကလည်းစစ်ကောင်စီတပ်ကလက်နက်ကြီးများနဲ့ငလဆန်းရွာခွမရွာဘက်နဲ့စမ်းဘုတ်ရွာဘက်တွေကိုပိတ်ခတ်ခဲ့တယ်လို့သိရပါဗါးဒါအပြင်ဇွန်လ24ရက်နေ့မနေ့10နိုင်ခန့်အချိန်မှာမီးမလောင်ပဲကြံနေခဲ့တယ်ငလဆန်းရွာကနေအိမ်များကိုစစ်ကောင်စီတပ်ကထပ်မံမီးရှို့ခဲ့ပြီးတော့ရွာသား14ဦးကိုလည်းလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗါးအလားတူပဲဇွန်လ23 3ရက်နေ့ညနေ9နာရီအချိန်မှာမပြောတော့ရွာကပြည်သူဆက်တအူတောင်ပေါ်စုရွာကပြည်သူတအူဇွန်လ24ရက်နေ့မနက်10နာရီအချိန်ကမှကញ្ញင်ပင်ဆန်းရွာကအမျိုးသမီး10ဦးတို့ကိုစစ်တပ်ကဖမ်းဆီးသွားပြီးတော့ဘယ်နေရာကိုဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာကိုတော့မသိရသေးဘူးလို့ပြည်သူတွေကပြောပါတယ်အလားတူပဲဇွန်လ22ရက်နေ့ကလည်းစစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးများကြားရောက်ပောက်ကွဲမှုကြောင့်ဆန်းပုတ်ရွာကကိုကြီးကပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်းပျက်စီးသွားတယ်လို့သိရပါဗျ။ဇွန်လ23ရက်နေ့မှာတော့တာကလေးကြီးရွာမှာစစ်တပ်ကပြစ်ခတ်လိုက်တယ်။လက်နက်ကြီးကြောက်ရောက်ပောက်ကွဲမှုကြောင့်ဖားလီကွင်းမြောက်စုရွာကဦးအောင်အာကြီးနဲ့တားဖြစ်သူကိုဖုံးမင်းတို့ပြင်းထန်တဲ့ရရှိခဲ့တယ်လို့သိရပါဗျ။မင်းလာမြို့နယ်မှာယနေ့အထိစစ်ကောင်စီရဲ့စစ်ကြောင်းထုံးမီးရှို့မှုတွေကြောင့်စစ်ရှောင်နေရတဲ့ရွာပေါင်း40အထိရှိလာပြီးစစ်ဘေးရှောင်ပြည်သူတပေါင်းဝင်းကျင်ရှိနိုင်တယ်လို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်ညောင်တို့ကြီးရွာအနီးကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဗုံးကျက်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ23ရက်နေ့ည7:38နာရီ38မိနစ်အချိန်ကမှညောင်တို့ကြီးရွာအနီးကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဗုံးကျက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာပြည်သူပိုင်းနေအိမ်တစ်လုံးပျက်စီးခဲ့ပြီးတော့အမျိုးသားတအုပ်နဲ့ကလင်းငယ်တအုပ်ဒဏ်ရာရရှိကမစိုးရိမ်ရဘူးလို့တော့သိရပါတယ်။ပြည်သူတွေအနေနဲ့စစ်ခွေးတွေရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအထူးဂရုပြုနေထိုင်ကြပါလို့အသိပေးပြော ကြင်ပါတယ်လို့တောင်တာမြို့နယ်လူမှုလှုပ်ရှားမှုကော်မတီကတောင်မရှိသူကပြောကြားထားပါတယ်အလားတူပဲဇွန်လ23ရက်နေ့ညနေ4:20မိနစ်အချိန်မှာမန္တလေးတိုင်းစင်ကူးမြို့နယ်ထုံးကြီးကျေးရွာမြောက်ဘက်လေကွင်းအနီးကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့တဲ့အတော့အမျိုးသမီးတဦးမစိုးရင်ကထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီနေ့ဇွန်လ23ရက်နေ့ည9:30မိနစ်အချိန်မှာမန္တလေးတိုင်းမရယာမြို့နယ်အုတ်ကန်ကျေးရွာဝင်းကျင်ကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာဒေသခံပြည်သူအမျိုးသမီးတဦးတိတ်ဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်အဖွဲ့ပြည်ဦးလွင်ခရိုင်ကမနေ့ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ